အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒါကျွန်တော်တို့တောင်အမေရိကဆိုချီစပွဲဖြစ်ဘရာဇီးနဲ့အာဂျင်တီးနာတို့ကစားခဲ့တဲ့အာဂျင်တီးနာကဒီတောင်အမေရိကဆိုရဲ့ပွဲဆင်ဆက်လေးမကန်ခင်ပေါ့လေဘွာနက်ဆာရက်စ်မှာမကန်ခင်မှာတဲ့ကယူရိုဂွေးနဲ့တစ်ဖက်ကဘိုလီးဗီးယားတေးချသွားတဲ့အတွက်သူတို့ကချီစပွဲကအောင်ပြီးသားရမှတ်က28မှာရထားပြီးသားအောက်ကအဆင့်9ကအတင်းကိုမီးစရာအကြောင်းမရှိတော့ဘူးသူတို့ကဆိုတော့အာဂျင်တီးနာကကမ္ဘာဖလားကို16ချိန် ်ချင်းစပွဲအောင်ပြီးထောင်ကော90ခုနှစ်မက္ကဆီကိုကမ္ဘာဖလားပြိုင်ပွဲမှာနာနောက်ဆုံးချင်းစပွဲမအောင်ခဲ့ဘူးသူတို့ကတကယ်တော့သူတို့တမိုင်းတလျှောက်မှာချင်းစပွဲမအောင်တာအဲ့ဒီချင်းပဲမအောင်တာဒါကျန်တဲ့3ချိန်ကသူတို့ဝင်မပြိုင်ဘူး withdraw လုပ်သွားတယ်ကမ္ဘာစစ်ဖြစ်တဲ့အချိန်လို့ဆိုအာဂျီနာတမိုင်းမှာချင်းစပွဲမအောင်တာဒီချိန်ပဲရှိတယ်အဲ့90နောက်ပိုင်းကနေအာဂျီနာကဇက်တိုက်ချင်းစပွဲအောင်လာခဲ့ပြီးကမ္ဘာချန်ပီယံ3ချိန်ရတယ်ဒါပေမဲ့ ကျွန်တော်ဒီအာဂျင်တီးနားအသင်းနဲ့ပတ်သက်လို့ပေါ့လေကျွန်တော်အစောပိုင်းလုံးကအာဂျင်တီးနားပေါ်ကိုအများကြီးကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ဒေါက်ဖြစ်တာကျွန်တော်ပြီးခဲ့တဲ့ကိုပါအမေရိကပြိုင်ပွဲမှာသူတို့ချန်ပီယံဖြစ်တယ်၂၀နှစ်ကအသင်းကိုကျွန်တော်မမျှော်လင့်ဘူးဗျအားလောက်ကောင်းမယ်လို့မထင်မှတ်ပဲနဲ့အာဂျင်တီးနားအတွက်တကယ်ကိုကံကြမ္မာကောင်းလေးပေါ်လာတယ်အဲ့ဒါကဟူလီယန်အေဗရက်စ်အဲ့ကူလီယာအေဗရက်စ်ပေါ်လာတယ်အဲ့မှာအန်ဒူဖနန်တက်စ်ပေါ်လာတယ်အလတ်စစ်မကလဆာပေါ်လာတယ်အဲ့မှာအာဂျီနာကတကယ်ရွှေ၃ယောက်ပေါ်လာ အလတ်စီမခလာစာရဲ့အန်တိုဖနက်ဒက်စ်ကဟိုဒီအေဗရက်စ်ပေါ့လေရင်ထဲကအားကောင်းပြီးသားတဖောဟာပိုကောင်းတဲ့ကစားမတွေနဲ့တွဲတဲ့ခါမှာသူ့ရဲ့ဝေါ်ရိတ်နဲ့အတင်းကကောင်းပြီးသားအဲ့ဒါကိုမှဒါအခုလက်ရှိမှာခူတီရိုမဲရိုကအကောင်းဆုံးကိုသမားအမီမာတီနက်ဆိုရင်တောက်လျှောက်ကလေးရှာဒါတော့မှဒီဘွဲမှာသူတော်တော်ကန်ဆိုးလို့ကလေးရှိမရဟိုခုညာလုံးကဒီရိုမဲရိုရောက်လိုက်လို့ဒါသူကိုပေးလိုက်ရလို့သူကလေးရှိတော့ဆိုတပွဲလုံးမှာဘာစီကဘာမှတော့မရှိဘူးဒါပေမဲ့အာဂျင်တီးနားအသင်းကိုကျွန်တော်ဘာချိုက်လဲဆိုကလပ်ပါအခုဆိုရင် ရိုမေရိုကိုစီမျိုးနီကရောက်ခေါ်နေတယ်။ဘာကြောင့်လဲဆိုအာချီနာကသားမားတွေကြီးတယ်။အာချီနာကသားမားတွေကလပ်မာတဲ့ကစီမျိုးနီကဟူလီယန်အေဗရက်စ်ရဲ့အန်ဂယ်ကော်ရဲရာရဲ့ဂျီလီယိုဂျူလီယာလိုစီမျိုးနီရဲ့နောက်တစ်ဖက်ကဒီဖောရဲ့မိုလီနာရဲ့ဒီတီကိုကလားမ9ရောက် mentality နဲ့အပိုင်းမှာ mentality နဲ့စိတ်ဓာတ်ပိုင်းမှာစီမျိုးနီလောက် strong ဖြစ်တဲ့နေပြရှိအောင်အကျိုးကြီးကြီးအကျိတ်နဲ့ကစားပြီးတော့နောက်ဆုံးအချိန်ထိမလျှော်တဲ့ first ball second ball third ball world rate pressing အကုန်လုံးကိုပေးတဲ့နီးပြအဲ့နီးပြအောက်မှာကစားတယ်အရင်ထဲကဟိုလေ Everest ကနှစ်ဆပြေးနိုင်တယ်သူသူ2022ကမ္ဘာဖလားပြီးခဲ့တဲ့ချိန်မှာ Messi ပါဖို့ပဲလုပ်တယ်ဂျန်နဲ့ပြေးတဲ့လူကသူ့အလုံးဂျန်နာသူ့အကုန်လုံးဒီလိုမျိုးဆိုအရင်တည်းကဒီလိုမျိုး status by ဆိုင်ရာအရင်တည်းကမာကြောတဲ့အသင်းကိုမှဒါအခုလက်ရှိမှာ quality player တွေထပ်ပေါင်းဆက်တယ်အဲ့ဒီထဲမှာကျွန်တော်ခုနပြောသူ Anzu Fernandez ဆို Alexis Mac Allister ဆိုတော့ဟာဒါ ဒါ next level ရောက်တာ okay answer 2021ကဘာပလာတော့ကတော့ခြေစမ်းမမီနောက်မှ तू ဟာအရင်မကွာသေးဘူးဒါပေမဲ့ lyrics တွေရောက်ရင် तू ဟာပိုကောင်းတယ်ဒီပွဲဆိုမန်တော့ the match ပဲ alasic makala sa ရဲ့အရေးသွေးက world class ရှိတဲ့ကဘာကောင်းဆုံးပွဲနဲ့ကသာမတရားဖြစ်လာတယ်အဲ့ဒါကိုမှ rodrigo de paul ရဲ့ဒါ world rate နဲ့ defensive duty နောက် paredes ရဲ့အနေထားနောက် kansic ကိုကြည့်လိုက် Tagliafico ဟာ Argentina ရဲ့ဝီးဖြစ်ဆုံးအားနေနိုင်တဲ့နေရာ။ဒါပေမဲ့ Tagliafico Brazil နဲ့ပုံမှာအရန်ကောင်းတယ်။ မိုလီနာရှိတယ်ဗနီရှက်ကြောင့်မိုလီနာနည်းနည်းရုန်းကန်ရပြီမဲ့ခူတီရိုမဲရိုကအမားလုပ်တဲ့တချင်ကလွဲရင်အာဂျင်တီးနားအသင်းရဲ့ခန်းစဉ်မှာတော်တော်လေးကောင်းတယ်ဒါတော့မှဒီဆန်ဒရိုမာတီနက်စ်ကြာသေးတယ်အော်တိုမန်တီမာတီနက်စ်နဲ့ရိုမဲရိုရှိတယ်အာဂျင်တီးနားဟာဘက်ကနေစပြီးတော့ဂိုးသမားအကုန်ကောင်းတယ်၊ကွင်းလေကောင်းတယ်။ကျွန်တော်ဆော်ပိုင်းတော့ကအန်ဂယ်ဒီမာရီယာမရှိတဲ့အတွက်အာဂျင်တီးနားအတွက်စိုးရင်စရာလို့ထင်တဲ့အချိန်မှာမထင်မှတ်ပဲနဲ့နောက်ထပ် gift တီယာဂိုအမန်တာထပ်ပေါ်လာ ဒီ chart လေးကပြီးခဲ့တဲ့22 World Cup ရဲ့ Copa America သူက Argentina ရဲ့ Far of the 13နဲ့မှာပါတယ်အဲ့ chart လေးဟာတကယ်ကိုကောင်းတယ်အစောပိုင်းတော့ကျွန်တော်မဖြစ်မနေအားကိုးရမယ်နီကိုကွန်ဆာလက်ဘာညာဆိုတဲ့ကစားမားတွေဒါနီကိုကွန်ဆာလက်ကတော့ဒီပွဲကထုတ်ခံရတော့မပေါ့ဒါပေမဲ့ပြောချင်တာနီကိုကွန်ဆာလက်တို့လိုထပ်ပိုအားကိုးရတခုဟိုဒီမာရီယာလိုရေသွေးရှိချင်မှရှိမယ်ဒါပေမဲ့ war rate နဲ့လုံအားနဲ့ vision အားထရားကိုအမန်အမန်တာတော်တော်လေးကောင်းတယ်အဲ့တော့မှဂျူလီယာနိုဆီမီယိုနီကတော်တော်ကောင်းတယ်ဘယ်မှာတော့မလားဂျူလီယာနိုဆီမီယိုနီကဘယ်သူနဲ့တွေ့လဲဆိုတော့ကျွန်တော်အရင်ကလာဗစီနဲ့တွေ့တယ်ဆိုအာဂျင်တီးနားကမက်ဆီတော့မပါသေးဘူးဟူလီယန်နဲ့ဒါလော်ထာလိုရှိတယ်ဆိုအာဂျင်တီးနားဟာမထစ်မပဲနဲ့ဘရာဇီးလ်နဲ့နဲ့ပွဲမှာတော့မဟုတ်ဘူးသူတို့က World Champion Super League ကိုဒီ January က strong good enough ဖြစ်တဲ့အသင်း mentality ပိုင်းမှာစိတ်ပိုင်းဆိုင်ရာအကောင်းဆုံးအသင်း physical ဘိုင်းမှာရော pressing ဘိုင်းမှာရော now war rate မှာရောနောက်တစ်ခုက build up play ကကစားတာလေ short တော့ Rajina at the back ကနေ1 2တွေရိုက်ပြီးတော့ဂိုးသွားတဲ့အလုံးတွေကိုကြည့်လိုက်ဒါဟာသူတို့တဲ့ခေါ်သူတို့မှာ long ball direct ကြတဲ့ဘောမျိုးကစားနိုင်တယ် pressing ကစားနိုင်တယ် passing ကစားနိုင်တယ် okay technically ဒီမှာ a spain တို့သူတက်ပူကောင်းကောင်းပူကောင်းမယ် individual မှာပြင်သစ်ပူကောင်းကောင်းပူကောင်းမယ်ဒါပေမဲ့ Argentina ဟာ everything ကို team နဲ့ကစားတာ messi တယောက်တည်းပဲစိတ်ကြိုက်ကစားမယ်ကျန်တဲ့ကစားမတွေက team နဲ့ကစားတာ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနဲ့ team တစ်ခုကိုတိဆောက်ထားတဲ့အတွက်ဘရာဇီးကဘာမှလှုပ်လို့တော့မရဘူး။ So Argentina ဟာမထင်မှတ်ပဲနဲ့ဒီသင်းဟာပိုကောင်းလာတဲ့အသင်းလို့မပြောရင်တောင်မှတေချာတော့2022 Champion အသင်းထက်အရင်မကွာဘူးဗျာ။ဒီသင်းမှာလက်ကလဆာတို့အန်ဆိုတို့ပိုပြီးတော့ mature ဖြစ်လာတယ်။ပိုကောင်းလာတဲ့ကစားမတွေရှိကြတဲ့ကစားမတွေကြလာပေမဲ့ဒီမာရီယာထွက်သွားသည့်တိုင်အောင်အဲ့နေရာတော့ဖြည့်ဖို့အရင်ကမကွာနိုင်တော့သလိုမက်ဆီကြလာသည့်တိုင်အောင် ဖြည့်ကစားနိုင်တဲ့ player တွေနဲ့ဝန်းရံထားမှာဆိုတော့ Argentina ကကျွန်တော်ထင်တော့ chance ရှိတယ်နောက်ခုကဒီသင်းကစိတ်ပိုင်းဆိုင်ရာနဲ့မိနစ်10မိနစ်ကနေမိနစ်90ပွဲပြီးအထိတစ်ချက်မှကိုဒါဘယ်လိုပြောမလဲလုံးဝကိုမနာတဲ့ကစားပြီး Brazil ကို pressing ပြီး Brazil အားချောင်လိုက်တာလည်းပါတယ်ဒါပေမဲ့ motivation က Argentina အရင်တည်းကအပြစ်သူတို့ရင်ပတ်ထဲမှာငါတို့က back to back Copa Champion ငါတို့က World Champion ဆိုတဲ့ဖလားလေးလုံး International ဖလားလေးလုံးကိုစတိုက်ယူထားတဲ့ Champion ဆိုတဲ့စိတ်ပိုင်းဆိုင်ရာအားသာချက်က ကျန်တဲ့သင်းတွေတော့သူတို့ရဲ့အဓိကအားသာချက်တစ်ခုပဲဒီချက်ကလည်းအာဂျီရီးနားအခုလိုမျိုးမထင်မှတ်ပဲနဲ့လီယိုနက်စကာလိုနီကလူဝိစီအသင်းမှာစကာလိုနီကအကုန်လုံးကိုရိုက်သွင်းပေးတယ်ကလပ်မှာကစားမအများစုပါတယ်အာဂျီရီးနားကလည်းစီမီနီယာရိုက်သွင်းတဲ့အချိန်မှာအာဂျီရီးနားက strong mentality နဲ့အကောင်းဆုံးပုံစံမျိုးရှိတယ်ဒါမထင်မှတ်ပဲပေါ့လေဒါကျွန်တော်အမြင်အာဂျီရီးနား question က question ကအာဂျီရီးနား2026ကမ္ဘာဖလားပြပွဲမှာကိုပါလူပဲ back to back champion ဖြစ်နိုင်တာဘယ်လိုမြင်ကြလဲကိုမမဝင်အောင်မချက်ပြကြပါအားလုံးကျေးဇူးပါတယ်